ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လ10ရက်နေ့ရက်ဒီပြမှာအလौကြံရည်ရွယ်ချက်မှန်သမျှအောင်မြင်မယ်ခက်ခဲအောင်ကိုကျော်လွှားနိုင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မှုလမ်းကြောင်းတင်တဲ့ကျန်းလန်းသစ်ကိုပေါ်ပေါက်မယ်အတတ်ပညာနဲ့ဘဝတက်လန်းကိုရမယ်ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ရှင်ဤမြုံနေမှုမှန်သမျှမှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ် တရက်နေ့မှာလုပ်ငန်းချက်၍ဂျိုးပေးခြင်းတိုးတက်ခြင်းရှိမယ်။နှစ်ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းချုပ်မယ်။လေးရက်နေ့မှာခီးကံကောင်းမယ်။ဥတီချက်စစ်နဲ့လောက်ခံခြင်းကိုဂျုံပေးမယ်။၅ရက်နေ့မှာငွေကြေးလက်လာပါကံကောင်းခြင်းစီးပွားကံကောင်းခြင်းကိုဂျုံမယ်။၆ရက်နေ့မှန်းလာတဲ့လက်တွေ့ကွာမယ်။စိတ်ပြပန်းသူပြပန်းဖြစ်မယ်။9ရက်နေ့မှာပေါ်ပေါက်လာတဲ့ခြေနေခွင့်ရင်းသစ်တို့ကို လက်တွေသုံးချပြီးတော့ဘဝတိုးတက်မှုနဲ့အလုံးအောင်မြင်မှုတို့ကိုစနစ်တကျဖန်တီးရရှိနိုင်တယ်။တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေး။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။လေးနှစ်ခုန်ကန်းနေ့ကျိုးပေးတယ်။အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးအလိုရှိရာဒုက္ခမှာဇူလိုင်လ2ရက်နေ့ကောင်းစေကောင်းလျှောက်ရက်ကောင်းဖြစ်ပါတယ်။ အဲ့ဒီမှာခေါင်းစည်းခေါင်းလျှော်ပြုခြင်းဖြင့်အနာယောဂကင်းခြင်းဘေးကင်းခြင်းရန်ကင်းခြင်းအစဉ်ပြေခြင်းတွေရှိမယ်လက်တွေ့သုံးချကောင်းခြင်းခံကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဂျာတာပဒင်းနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကနေ9ရက်နေ့တော်တွေမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အရာဝင်းနဲ့ဆက်သက်သောလှုပ်ရှားပေးမယ်ရှင်းသူများတဲ့စကားများတဲ့အတွေးခေါ်ယူဆမှန်သမျှ သူတော်နဲ့မတူကိုယက်တီချင်းနဲ့ကိုလောက်တာချိုးပြီးတယ်အကျွေးမြောင်ပြန်တောင်းခံတယ်ရပင်ခွင့်နဲ့ပြန်လဲတောင်းဆိုနိုင်တယ်တရက်နေ့မှာလို့သမျှအစဉ်ပြေပဲရန်တိုက်ခံတဲ့ရှင်ပြီးလောက်ပဲဒါပေမဲ့အားလုံးဆုံးမဲမှာကောင်းတယ်နှစ်ရက်နေ့မှာငွေကြေးခံကောင်းပဲလက်ဖွဲ့မယ်ခေါင်းစည်းကောင်းချော်ပြည့်၍အနာရောဂါကင်းမယ်သုံးရက်နေ့ကရှင်ပြိုင်မှုမှသမျှအောင်မြင်ချင်းဘဝတိုးတက်ခြင်းကံကိုကြုံမယ်လေးရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးလောက်တတ်တယ်စာရွက်စာတန်ငွေကြေးလက်ပြောင်းလက်လွှဲသတိထား ့5ရက်နေ့ကတော့စိတ်ချမ်းသာတဲ့အရာရာဆင်ပြေမယ်လိုရာပြည့်စုံမယ်6ရက်နေ့မှာအရဝေးရကောင်းသောသတင်းစကားကြားမယ်ခီးသွားရင်အချိုးရှိမယ်9ရက်နေ့မှာငွေကြေးလက်လာပါကံကောင်းခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုကြုံတွေ့မယ်တနေ့ကတွင်နေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအချိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝေးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းဖျားလူ လိုရာဆုတောင်းမှဆုတောင်းပြည့်မယ်ယေရှုတည်ပါ့။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဇူလိုင်လ၄ရက်နေ့ကနေ9ရက်နေ့တော်တွင်ပါအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးကွဲအကျိုးပေးမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ရတဲ့အစ်မြင့်ဘဝတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးရယူနိုင်တယ်ပစ္စည်းပြောက်တတ်တယ်အပြောင်းလဲနဲ့တိုးတက်မှုကံပွင့်မယ်ခက်ခဲဖြစ်ရှင်းနိုင်တယ်ဒီမှာ ခရီးကံကောင်းမယ်သူမျိုးကွဲအချိုးပေးမယ်။နှစ်ရက်နေမှာငွေရေးချေးခံကောင်းခြင်းလက်ဖွင့်ခြင်းချုံ။သုံးရက်နေမှာရောင်းမဝယ်မှဖြစ်တတ်တဲ့အသေးစားထိခိုက်မှုကိစ္စရမယ်။လေးရက်နေမှာပေါ်ပေါက်တဲ့ခွေရည်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်။အရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။မားရက်နေမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေး။၆ရက်နေကရှင်ပြိုင်မှုမှာသမျှအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုချုံ။ခုနှစ်ရက်နေမှာအရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေး။ ဂျာသာပတိနဲ့ဗုဒ္ဓနဲ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေတနင်္လာမွေးသူတွေဒုက္ခပေးတတ်တယ်။ခွန်၊ငါ၊ကိုကနန်းနဲ့အကျိုးပေးတယ်။အစိမ်းရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။အိမ်မှာရှိနေတဲ့စပ်ပြဘူးခွန်အဟောင်းတွေသွားလိုက်စေဖို့ခွန်အဟောင်းတွေရှောက်ဝင်ဆွပြလိုက်ပါ။အညာခင်ပြီးကောင်းခြင်းကံတွေပေါ်ပေါက်ပါမယ်။ယေရှုတည်မှာ။တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ။ 2025ဇူလိုင်လ10ရက်ကနေ9ရက်နေ့အတွဲမှာရန်တိုက်ခံတဲ့ရှင်ပြည်လို့ရမယ်။တပားသူနဲ့မတူတဲ့ရွှေတော်နေရာနေလုံရင်အောင်မြင်မှုကိုရသလိုကိုဖြတ်သန်းအလမ်းကြောင်းနေမှာလဲအနောက်ရှေ့တားစီတိုက်ခံနေရှိမယ်။ငွေကြေးပေးယူခင်းဆက်ရမယ်။စာရင်းစာတန်းခေစာသတိထားရမယ်။လူလိန်လူကောက်သတိထားရမယ်။သူတပားကိုယုံပြီးလွဲပြီးဘာမှမလုပ်ပါတရက်နေ့မှာအလင်းငညာခန်းတာသတိထားရမယ်။လူ ရှုပ်တည်နေတွေ့တဲ့နေ့ရက်နေ့အရာရာဆင်ပြေပြီးကောင်းချင်းရှိလာတယ်။အဲ့ဒီမှာကောင်းစီကောင်းစွာပြည့်ဝတဲ့အထူးကောင်းတဲ့ရက်ကောင်းဖြစ်တဲ့အနာရောဂါကင်းဘေးဥပါဒ်ကင်းအသုံးရက်နေ့မှာတော့ခရီးကံကောင်းမဲ့ပြောင်းလဲမှုရှိမယ်ပစ္စည်းပြောက်တဲ့သတိထား။လေးရက်နေ့မှာဝေကြီးလလဘကံဘဝကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းကိုကြုံမယ်။ငါးရက်နေ့မှာယံပတိဖက်ကတွေနဲ့ထိတိုက်တွေ့တဲ့အနှောင့်အယှက်တွေနဲ့ရှင်ပြီးမှအောင်မြင်မယ်။ 6ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်9ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအကျိုးပေးခြင်းရှိမယ်ဇာတပတိနေဗုဒ္ဓနေတနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတဲ့တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုတွေဒုက္ခပေးတတ်တယ်ငါးနှစ်ကိုယ်ကနေနေကျိုးပေးတယ်အချူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုတုံးပြီးလိုရာရှိရာလိုရှိရာကိစ္စဆောင်ရွက်ပါလက်ကင်ဘွားဖြူတတဲမွေးနတ်သာဖြန့်ပြီးလူနဲ့ဆောင်ခြင်းဖြင့် ကောင်းခြင်းကံတွေရပါမယ်ကျေးဇူးတင်ပါ